င်္ဂလာပါရှင်ဇူလိုင်လ2ရက်ဗုဒ္ဓဟူးနေ့ရွှေရံကုန်းရဲ့တိမောက်ဖွေရာတင်းကဘာကိုတင်ဆက်ပေးမှာဖြစ်ပါတယ် ။ဥစားတင်ဆက်မဲ့တဲ့ရင်ကတော့ယူကရိန်းဆက်လက်နဲ့စစ်ရုံများကိုရုရှားပြင်းထန်စွာတိုက်ခိုက်တဲ့တဲ့ရင်ဖြစ်ပါတယ်။ရုရှားတပ်ဖွဲ့တွေဟာ တာဝေးပစ်လက်နက်တွေနဲ့ဒရုန်းတွေအပါအဝင်ယူကရိန်းရဲ့စစ်မှုလုပ်ငန်းဆိုင်ရာအစအုံတွေကိုညာရင်းကျင်းတိုက်ခိုက်ခဲ့တယ်လို့ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ကြောင်းတင်းကွေနေမှာတင်ပြခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုယူကရိန်းနိုင်ငံအာဏာပိုင်တွေနဲ့မီဒီယာတွေကအတည်ပြုခဲ့ကြပြီးဒါတိုက်ခိုက်မှုဟာ2022ခုနှစ်မှာစတင်ခဲ့တဲ့ပဏိပခါတွေအတွင ်အကြီးမားဆုံးတိုက်ခိုက်မှုဖြစ်တယ်လို့ဆိုပါတယ်ထုတ်ပြန်ချက်အရအဲ့ဒီတိုက်ခိုက်မှုမှာယူကရိန်းစစ်လက်နက်ထုတ်လုပ်ရေးစက်ရုံတွေနဲ့စီထုတ်လုပ်ရေးစက်ရုံတွေကိုပစ်မှတ်ထားတိုက်ခိုက်တဲ့အတန်ထက်မြန်တဲ့ပယ်ထိန်ထုံးကြီးခင်ဆယ်ရီနဲ့မောင်းသူမဲလေရင်တွေ အပါအဝင် တိကျမှုမြင်မာတဲ့တာဝေပြည်လေးချောင်းရေချောင်းကုန်းချောင်းလက်နက်တွေပါဝင်တယ်လို့ရုရှားကာကွယ်ဝင်ကြီးဌာနကထုတ်ပြန်ပါတယ်။ ယူကရိန်းသမ္မတဇလန်စကီကလည်းရုရှားရဲ့တိုက်ခိုက်မှုတွေထဲမှာဘုံတက်ဆင်ထားတဲ့ဒရုန်489စင်းနဲ့ဒုံးကျည်မျိုးစုံ အစင်60ပါဝင်ခဲ့တယ်လို့ Telegram post ကမှအတည်ပြုထားပြီးပုံမှုကောင်းမွန်တဲ့ကာကွယ်စနစ်တွေပံ့ပိုးပေးဖို့အတွက်အနောက်နိုင်ငံကမဟာမိတ်တွေကိုထပ်မံတောင်းဆိုထားပါတယ်။ ယူကရိန်းစစ်တပ်ရဲ့အစိုးရအရတိုက်ခိုက်မှုအတွင်ယူကရိန်းကာကွယ်ရေးစနစ်ကိုဒုံးကျည်အစင်20ကျော်နဲ့ဒရုန်းအစင်40ကျော်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ပိုလ်တာဘာခရိုင်ခရီမန်ချမ်းမြို့မှာရှိတဲ့စက်ရုံလုပ်ငန်းတစ်ခုလဲတိုက်ခိုက်ခံခဲ့ရတယ်လို့သတင်းတွေမှာဖော်ပြထားကြောင်းသိရပါရဲ့ရှင်။ဆက်လက်တင်ဆက်မယ့်သတင်းကတော့ဆွေးနွေးမှုပြန်မစခင် တိုက်ခိုက်မှုကို အမေရိကန်ကတားဆီးရမယ်လို့အီရန်ပြောကြားတဲ့သတင်းဖြစ်ပါတယ်။ တဏမန်လန်ကြောင့်ကနေဆွေးနွေးညှိနှိုင်းမှုအသေးတွေကိုပြန်ပြီးလှုံ့ဆော်ဖို့ဆန္ဒရှိမယ်ဆိုရင်အီရန်နိုင်ငံအပေါ်ထပ်ပြီးတိုက်ခိုက်တာတွေကိုအမေရိကန်ကတားဆီးပေးရလိမ့်မယ်လို့အီရန်ဒုတိယနိုင်ငံဆိုင်ဝန်ကြီးကပြောကြားကြောင်းသတင်းများကဖော်ပြပါတယ်ဆွေးနွေးညှိနှိုင်းမှုတွေပြန်လည်ချင်တယ်လို့အမေရိကန်အစိုးရကဂျာကနေညှိနှိုင်းဆွေးနွေးသူတွေကနေတဆင်အီရန်ကိုပြောကြားထားတယ်လို့အီရန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးမာဂျစ်ဒရာဗန်ချီကပြောပါရယ် ပြီးခဲ့တဲ့တစ်ပတ်စနေတနင်္ဂနွေကအစ္စရေးနဲ့အီရန်ပဏိပခါမှာ အမေရိကန်ကတိုက်ရိုက်ပောင်းဝင်ပတ်သက်လာခဲ့ပြီးအီရန်ရဲ့နျူကလ িয়ার အစီအစဉ်နေရာတွေကို ပြစ်မှတ်ထားပုံကျတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ မိမိတို့ရဲ့ညူကလေးယာအတန်းစင်ရေးလှုပ်ဆောင်မှုတွေဟာငြင်းချင်အတွက်အသုံးပြုဖို့ရည်ရွယ်ထားတာဖြစ်တယ်ဆိုတာကိုအီရန်ကခိုင်ခိုင်မာမာပြောကြားထားတယ်လို့အီရန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးကပြောကြားပြီးတန့်စင်ထားတဲ့ညူကလေးယာတွေကိုရှေ့ပြောင်းထားတယ်လို့စစ်ဆွဲမှုတွေကိုလည်းသူကလက်မခံဘဲညှင်းပယ်လိုက်ကြောင်းသတင်းများကဖော်ပြထားပါတယ်ရှင်။နောက်ထပ်တင်ဆက်မယ့်သတင်းကတော့ဝင်ကြီးချုပ်ပေတုံတန်ကိုတာဝန်မှာဆိုင်ငံနေတဲ့သတင်းဖြစ်ပါတယ်။ အထိုင်းဆိုရာပြောင်းလဲဖွဲ့စည်းခြင်းကိုတော်ဝင်အမိန့်ပြန်တန်းကအတည်ပြုပြီးနောက်နိုင်ပိုင်းအကြာမှာကမ်ဘောဒီးယားဝင်ကြီးချုပ်ဟောင်ဟွန်ဆန်နဲ့နေဆက်အရေးဆွေးနွေးတဲ့အထံဖိုင် ပေါကြတဲ့အတွက်ဝင်ကြီးချုပ်အားရှာရူမနှုတ်ထွက်ရန်တောင်းဆိုသောအထက်လွှတ်တော်အမတ်များရဲ့အတနာခန်းစာကိုလက်ခံရန်ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးကဆုံးဖြတ်လိုက်ပါတယ်တရားရုံးရဲ့ထုတ်ပြန်ချက်တွင် အမှုကိုခုံရုံးတင်နေစဉ်အတွင်ဝင်ကြီးချုပ်အနေနဲ့တာဝန်ထမ်းဆောင်ခြင်းမပြုရန်အမိန့်ချလိုက်ပါတယ်။ ပြီးခဲ့တဲ့လကဟွန်ဆန်နဲ့နေဆက်အေးဆွေးနေတဲ့အတန်ဖိုင်တွင် ဝင်းချီစုပ်ကထိုင်းစစ်တအားဝေဖန်တဲ့အပေါ်မကျေနပ်ကြတဲ့တက်ကြွလှုပ်ရှားသူများကလည်းဝင်းချီစုပ်အားဘန်ကောက်တွင်ပြီးခဲ့သောရက်ပိုင်းအတွင်းအင်အားထောင်ချီဆန္ဒထုတ်ပေါ်ခဲ့ကြောင်းသိရပါရရှင်ထမတဲ့ဆက်မဲ့တဲ့ရင်ကတော့ထိုင်းယာယီဝင်ကြီးချုပ်စူရီယာဖြစ်လာတဲ့တဲ့ရင်ဖြစ်ပါတယ် ဝင်ကြီးချုပ်ဘေးဒုံတန်းကိုတာဝန်မှဆိုင်ခံရန်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကအမိန့်ချပြီးနောက်ဒုတိယဝင်ကြီးချုပ်နဲ့ပို့ဆောင်ရေးဝင်ကြီးဖြစ်သူစာရီယာဂျောင်ယန်ခရစ်ကီကိုယာယီဝင်ကြီးချုပ်အဖြစ်ခန့်အပ်လိုက်ကြောင်းထိုင်းသတင်းများကဖော်ပြပါတယ်ဆူရီယာဟာဝင်ကြီးချုပ်နဲ့ညီများသော အခွင့်အာဏာအပြေအဝပိုင်ဆိုင်ထားပြီးခန့်အပ်မှုနဲ့ဗတ်ဂျက်များဆိုင်ရာအမိန့်များထုတ်ပြန်နိုင်မှာဖြစ်ပါတယ်။ ဒါအပြင်ဇွန်လိုင်းလ3ရက်တွင်ကျင်းပမယ်ကျန်းသစ္စာကျင်းစုပွဲအခမ်းအနားမှာကက်ဘိနက်အဖွဲ့အစည်းကို၎င်းကဦးဆောင်ကျင်းပမှာဖြစ်တယ်လို့သိရပါတယ်ရှင်။ ထပ်မံတင်ဆက်မယ့်သတင်းကတော့ကန်ဒေါ်လာငွေတန်ပိုးဟာ1993ခုနှစ်နောက်ပိုင်းအနေဆုံးသို့ကျဆင်းတဲ့သတင်းဖြစ်ပါတယ်။တမရဒေါ်နယ်ထရန့်ကအခွန်တွန်းမြေကောက်ခံမယ်လို့ထင်ရှားမှုများကိုရွှေ့ချပြီးနောက် American Stock စျေးကွက်ဆုံးရှုံးမှုများမှာပြန်လည်နလန်ထူလာတော့လေဒေါ်လာငွေတန်ပိုးဆက်လက်ကျဆင်းနေရာနှစ်ပေါင်း90ကျော်အတွင်းအဆိုးဆုံးအခြေအနေဖြစ်နေတယ်လို့ The New York Times သတင်းတစ်ပုဒ်တွင် ဖော်ပြထားပါတယ်။ ဒေါ်လာငွေတန်ဖိုးဟာပြီးခဲ့တဲ့6လအတွင်း၎င်းရဲ့အထူးကကုန်သွယ်ဖန်နိုင်ငံများမှငွေကြေးများနဲ့နိုင်ရှင်မာက10ရာခိုင်နှုန်းကျော်တန်မှုကျဆင်းခဲ့တယ်လို့ဆိုပါတယ်။ဒေါ်လာငွေတန်ဖိုးအခုကဲသို့အကြီးအကျယ်တန်မှုကျဆင်းခြင်းဟာ1993ခုနှစ်ကနောက်ဆုံးအချိန်ဖြစ်ခဲ့ပူပါတယ်။ဒေါ်နယ်ထရန့်ပြန်လည်ရွေးကောက်ခံရပြီးအစပိုင်းတွင်ဒေါ်လာငွေတန်ဖိုးမြင့်တက်ခဲ့ပါတယ်။ စတော့ဈေးကွက်မှာရင်းနှီးမြှုပ်နှံသူများနှီးတူငွေကြေးသမားများကဒေါ်နယ်ထရန့်ကိုစီးပွားရေးတိုးတက်မှုနဲ့စီးပွားရေးလုပ်ငန်းများကိုပံ့ပိုးပေးနိုင်သူအဖြစ်ရှုမြင်ခဲ့ကြတဲ့အတွက်ကမ္ဘာတဝန်းမှာရင်းနှီးမြှုပ်နှံမှုများကိုဆွဲဆောင်ကအမေရိကန်ငွေကြေးအတွက်ဝယ်လိုအားကိုမြှင့်တင်ပေးခဲ့ပါတယ်။ ။ထို့သောအချိန်များစွာမကြာမီဇန်နဝါရီလလယ်တွင်ဒေါ်လာအမြင့်ဆုံးသို့ရောက်ရှိပြီးနောက်ဒေါ်လာအညွှန်းကိန်းစတင်ကျဆင်းခဲ့ရာစီးပွားရေးကိုအားပေးမဲ့အစိုးရဖြစ်လာနိုင်သည်ဆိုသောမျှော်လင့်ချက်များပြောက်ကငွေကြေးဖောင်းပွားမှုနှင့်အတိုးနှုန်းများမြင့်တက်လာတာကစီးပွားရေးနှင့်စတော်ဈေးကွက်ထဲမှကုမ္ပဏီများကိုထိခိုက်လာနိုင်ကြောင်းစိုးရိမ်စိမ်းများဖြစ်ပေါ်စေခဲ့တယ်လို့သတင်းများကဖော်ပြထားပါတယ်ရှင်။ ောက်ဆုံးနေ့စမဲတဲ့ရင်ကတော့ဆာရာဖူရီခရိုင်ရှိတ िश ူးဆက်ကူစယုံမိလောင်မှုမှာပျောက်ဆုံးနေသူ၁၀ဦးရှိတဲ့တဲ့ရင်ဖြစ်ပါတယ်။ 2025ခုနှစ်စွန်လ30ရက်နေ့တွင်မိလာမှုဖြစ်ပွားခဲ့ပါသည်။စာရာပူရီခရိုင်ဟီမာရက်ဆမှုဆုံးဆိုအေနောက်ခဲခရိုင်ရှိတ िश ူးဆက်ကိုစေယုံတွင် မိလာမှုဖြစ်ပွားခဲ့ရာခိုးရောင်းတစ်ခုလုံးနေပါပျက်စီးခဲ့ကြောင်းသိရပါသည်။ပျောက်ဆုံးနေသူ10ဦးရှိကြောင်းလည်းသိရပါသည်။မိလာမှုဖြစ်ပွားချိန်တွင်နှစ်လွာနှင့်သုံးလွာရှိရုံကန်တွင်လူ10ဦးခန့်အလုအလုကိုင်းနေတော်လဲမြင်းကြီးတက်တွင်မိလာမှုဖြစ်ပွားကြောင်းသိရှိရပါသည်။ မှန်ယုံများရှိဝန်တန်းများဟာမီးလောင်ကျမ်းမှုကိုမကြားရဒါမှမဟုတ်သတင်းမပြူမီနိုင်တဲ့အတွက်အချိန်မီမလွန်မြောက်နိုင်ခဲ့ကြဘူးလို့ဆိုပါတယ်။လက်ရှိတွင်ပျောက်ဆုံးနေသူအားရှာဖွေရန်တာဝန်ရှိသူများကရှာဖွေရေးကိရိယာကို အသုံးပြုထားတော့လဲမတွေ့ရှိသေးကြောင်းသိရပါတယ်ရှင်။